မိတ်ဆွေတို့အနေနဲ့ကဘာကြီးကိုပုံဖော်ရမှာပါဝင်နေတယ်လို့ခံစားရဘူးပါသလားကဘာကြီးကိုတိဆောက်ရမှာကိုယ်တိုင်ပါဝင်ပြီးကုညီဖန်တီးနိုင်တဲ့အကြောင်းကို Anodia Jute Eater Creative on Purpose စာအုပ်ကရှင်းပြထားပါတယ်ဒီစာအုပ်မှာ Anodia Jute ဆိုတဲ့စာရေးဆရာမကလူသားတွေဟာကဘာကြီးကိုဖန်တီးရမှာတက်တက်ကြွကြွပါဝင်နေတယ်လို့ဆိုပါတယ်လူသားတွေဟာဖြစ်ပေါ်ပြောင်းလဲနေတဲ့ဖြစ်ရပ်တွေကိုငြိမ်ပြီးကြည်နေုံတွေမဟုတ်ပဲတိုးတက်ပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒရဲ့အစိပ်ပိုင်းတစ်ခုပါ ဒီခေတ်ကာလဟာလူသားတွေနိုးထလာပြီးမိမိတို့ရဲ့စားအာတွေကိုအပြည့်အဝသုံးချကအနာဂတ်ကိုပုံဖော်ဖို့အချိန်တန်ပါပြီလူသားတွေဟာရှုပ်ထွေးမှုတွေနဲ့စိတ်တက်မြင့်မားမှုတွေစီကိုရွေးလျားနေကြပါတယ်အဲ့ဒီလိုဖန်တီးရမှာအတူတကွပူပေါင်းဆောင်ရွက်ခြင်းဟာတဘာဝကြပါတယ်ဖန်တီးမှုအားလုံးဟာအတူတကွပူပေါင်းပြီးထစ်တည်နေတဲ့အရာတွေနဲ့အချင်းချင်းပူပေါင်းလှုပ်ဆောင်ကြတာပါကောင်းကင်ဘုံကိုကဘာပေါ်မှာဖန်တီးဖို့ဆိုရင်လှုပ်ဆောင်မှုတွေလိုအပ်ပါတယ် ကဘာကျိုးနဲ့ထိုက်တန်တဲ့ကဘာကြီးကိုအလိုလျောက်ဖန်တီးလို့မရပါဘူး။တန်းပေါင်းများစွာသောလူတွေဟာစိတ်အားထက်သန်မှုဒီမှန်းချက်အမှန်တရားပွင့်လင်းတဲ့နှလုံးသားတွေနဲ့ဖန်တီးသင့်ပါတယ်။ချက်ကရာစနစ်ဆိုတာပြည့်စုံခြင်းအတွက်နက်နဲတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးပြောင်းလဲခြင်းအတွက်ပုံစံတစ်ခုနဲ့ဖန်တီးခြင်းအတွက်မြေပုံတစ်ခုပါ။အဓိကချက်ကရာခုနှစ်ခုဟာခန္ဓာကိုယ်ရဲ့အလဲဘဝမှာရှိပြီးစွမ်းအင်အချက်ချာကြတဲ့နေရာတွေပါ။ဒီချက်ကရာတွေဟာစိတ်နဲ့ ်ခန္ဓာကိုယ်ကိုဆက်သွယ်ပေးပြီးအတွင်းကဘာနဲ့ပြင်ပကဘာကြားကတကားပေါက်တွေပါဒါအပြင်စัจ java ရဲ့ဖန်တီးမှုစွမ်းရည်မျိုးကိုလည်းပတ်စေတဲ့အရာတွေပါချက်ကရတွေပိတ်ဆို့နေရင်စွမ်းရည်လည်းပတ်မှုကိုကန့်သက်ထားလို့ဖြစ်ပြီးဖန်တီးမှုကိုနှောင့်နှေးစေပါတယ်အတွေးမြင်တွေဟာချက်ကရခုနှစ်ကနေစတင်ပြီးအလင်းအတန်လေးမီးရေတွေစီကိုဖြတ်တန်းကတဖြည်းဖြည်းနဲ့အခိုင်အမာဖြစ်လာပါတယ်ချက်ကရတစ်ခုစီဟာဒီဖြစ်စဉ်ရဲ့အစစ်တစ်ခုကိုကိုးစားပြုပါတယ် ချက်ကရမြေပုံကိုလိုက်နာခြင်းအဖြစ်တင်းရဲ့အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ခြေလန်းလိုက်လမ်းညွှန်ပေးပါတယ်။ရည်ရွယ်ချက်တွေကိုရှင်းလင်းလင်းဖော်ပြနိုင်ဖို့နဲ့လက်တွေ့အသေးစိတ်အချက်တွေကိုကိုင်ရဖြည့်ရှင်းဖို့အထိအစဉ်တစ်ခုစီမှာတိကျလှုပ်ဆောင်စရာတွေနဲ့စိန်ခေါ်မှုတွေရှိပါတယ်။လူတွေဖန်တီးတဲ့အရာအလုံးဟာ အရင်ဥဆုံးသိစိတ်နဲ့စတင်ပါတယ်။အဲ့ဒီသိစိတ်မှာစိတ်ကူးဒီမန်းချက်ဒါမှမဟုတ်အိမ်မက်တွေရှိပါတယ်။ဖန်တီးမှုဟာချက်ကရခုနှစ်ကနေစတင်ပြီး အရာအားလုံးဖြစ်နိုင်တဲ့နေရာတစ်ခုပါအဲ့ဒီနေရာကနေစစ်ကူးတစ်ခုပေါ်လာပြီးလမ်းညွန်မှုအိမ်မက်အဖြစ်နဲ့တင်းရဲ့တိစိတ်ထဲကို ရောက်လာပါတယ်ဒါဟာတင်းရဲ့ဖန်တီးမှုရဲ့အစပဲဖြစ်ပါတယ်စစ်ကူးတစ်ခုကတင်းကိုဖမ်းဆီးပြီးတဲ့နောက်တင်းကရွေချက်တစ်ခုကို ထားရှိခြင်းအပြင်အဲ့ဒီစစ်ကူးကိုလက်တွေ့ဘဝတွေကိုခေါ်ဆောင်လာဖို့ရွေးချယ်နိုင်ပါတယ်ရွေချက်တစ်ခုကတင်းရဲ့စိတ်ကိုစူးစိုက်စေပြီးစွမ်းရည်တွေကိုလမ်းညွှန်ပေးပါတယ်မိတ်ဆွေတို့ရဲ့ယုံကြည်ချက်တွေကဖြစ်တည်မှုကိုပုံဖော်ပါတယ် ယုံကြည်ချက်တွေဟာအလိုလျောက်ပြုမှုတွေနဲ့အတွေ့အကြုံတွေအားလုံးရဲ့အခြေခံအုတ်မြစ်ပါယုံကြည်ချက်တွေဟာစစ်ထုတ်တဲ့ကိရိယာတွေလို့လှုပ်ဆောင်ပြီးတင်မြင်တွေ့ရတာတွေကိုပုံဖော်ပေးတာအခြေအနေတွေကိုအားဖြစ်ပေးပါတယ်စိတ်ကူးစိတ်တမ်းဟာအသိပညာထက်ပိုအရေးကြီးပါတယ်စိတ်ကူးတွေကနေရည်မှန်းချက်ဖြစ်ကိုရွေးရတဲ့အခါစိတ်ကူးစိတ်တမ်းနဲ့ပုံဖော်ခြင်းအဖြစ်တင့်ရဲ့ရည်ရွယ်ချက်ကိုအသက်သွင်းဖို့လိုအပ်ပါတယ်ဒီလုပ်ငန်းစဉ်ကတင့်ရဲ့မူလစိတ်ကူးကိုအယောင်ပုံတံတန်းနဲ့အသေးစိတ်အချက်လက်တွေကိုပေါင်းထည့်ပေးပြီး လက်တွေ့နဲ့ပိုနီးကပ်စေပါတယ်တင်းရဲ့အိမ်မက်ကိုလက်ရှိအခြေအနေတွေနဲ့ကန့်တတ်မထားပါနဲ့တင်းရဲ့စိတ်ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တဲ့ဘဝကိုရေရဲဝံ့မြောင်ကြည့်ပါတင်းရဲ့ယီမန်းချက်ဟာအိမ်မက်ကိုအကောင်ထည်ဖော်မဲ့ရင်တစင်းဖြစ်ပါတယ်အဲ့ဒီယီမန်းချက်ဟာလုပ်ငန်းတစ်ခုဆက်ဆံရေးတစ်ခုဒါမှမဟုတ်လူမှုအတိုင်းအဝိုင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်ကြီးမားတဲ့အိမ်မက်တစ်ခုကလူအများအယုံစိုက်ခံရပြီးဆွဲငင်အားလဲပိုများပါတယ် မိတ်ဆွေရဲ့ယူမှန်းချက်ဟာတင်းရဲ့ဘဝရွေးချက်နဲ့တသားတည်းဖြစ်နေတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်းရဲ့စိတ်ဝိညာဉ်ကဒီကဘာတဲကိုရောက်လာရတဲ့အကြောင်းရင်းဖြစ်ပါတယ်။တင်းရဲ့အိမ်မက်တွေကပုံမကောင်းမွန်တဲ့အရာတွေကိုလှုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တိုးတက်ပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒကအပိတ်ကူညီပါလိမ့်မယ်။တင်းရဲ့အိမ်မက်အောင်မြင်လာမယ့်အကြောင်းကိုမြောင်ကြည့်ပါ။ဒီအိမ်မက်ကတခြားသူတွေကိုဘလို့အကျိုးပြုမလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားပါ။ဒါကလုပ်ငန်းစဉ်ကိုအားကောင်းစေပြီးကူးဆက်စေပါတယ်။ အဲ့ဒီလိုမြေအောင်ချင်းကတင့်ရဲ့လှုပ်ဆောင်မှုကိုအားပေးကူညီပြီးအခြားသူများအတွက်လည်းအကျိုးရှိစေနိုင်ပါတယ်။ချက်ကရငားမှာတင့်ရဲ့အိမ်မက်ကိုအတွင်းကဘာကနေပြင်ပကဘာကိုရွှေ့ပြောင်းမှုအတွက်တခြားသူတွေကိုပြောပြရပါမယ်။တင့်ရဲ့ယူမှန်းချက်ကိုပြောဆိုခြင်းအဖြစ်တခြားသူတွေရဲ့စိတ်ထဲမှာမိဘွားတွေလင်းလက်စေပြီးတုတ်ပြန်မှုတွေအကူအညီတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဖိတ်ခေါ်တာနဲ့အတူတူပါပဲ။စကားပြောဆိုခြင်းကတင့်ရဲ့ယူမှန်းချက်ကိုပြန်လည်သုံးသပ်ပြီး ကဘာနဲ့ပုံမူလိုက်ရောညီထွေဖြစ်အောင်လှုပ်ဆောင်ပေးနိုင်ပါလေ။စားကြဝလာတစ်ခုလုံးဟာပုံမြင်တွေနဲ့တိဆောက်ထားပြီးတင်းရဲ့အိမ်မက်ဟာကဘာအတွက် ပုံမြင်အစ်တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။တင်းရဲ့ရည်မှန်းချက်ကိုစီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းတွေနဲ့တိကျတဲ့တိုင်းနာနိုင်တဲ့ရရှိနိုင်တဲ့လက်တွေ့ကျတဲ့အချိန်ခြေခံတဲ့ရည်မှန်းချက်တွေဖြစ်ခွဲခြားစိတ်ဖြာခြင်းလည်းပါဝင်ပါလေ။ရှင်းလင်းပြတ်သားတဲ့ဆက်သွယ်မှုဟာတခြားသူတွေနဲ့အတူလှုပ်ဆောင်မှုကိုညှိနှိုင်းရမှာအရေးပါပါလေ။လူမှုဆက်ဆံရေးတွေဟာအရေးကြီးပါလေ။ အောင်မြင်တဲ့ဆက်ဆံရေးတွေရဲ့အဓိကချက်ကတော့မေတ္တာပဲဖြစ်ပါတယ်။ချစ်ချင်းမေတ္တာကအသက်ကိုလှုပ်ဆော်ပေးပါတယ်။နှလုံးသားချက်ကြရာကတခြားသူတွေကိုဝန်ဆောင်မှုပေးခြင်းအပြင်ကျွန်ုပ်တို့ကိုပြန်လည်ဝန်ဆောင်မှုပေးကြောင်းတင်ကြားပေးပါတယ်။တင်းရဲ့အိမ်မက်ကပုံမကောင်းမွန်တဲ့အရာတွေကိုလှုပ်ဆောင်ပေးနိုင်မယ်ဆိုရင်စัจ java လာကအကူအညီတွေအများကြီးပေးပါလိမ့်မယ်။တင်ပန်တီးတဲ့အရာတွေကတခြားသူတွေရဲ့ဝေဒနာတွေကိုတတ်တာစေနိုင်မယ်ဆိုရင်အားပေးကူညီမှုတွေအများကြီးရရှိမှာပါ ်တင်းရဲ့ဖန်တီးမှုတွေကိုအလှတရားတွေယူဆောင်လာခြင်းအပြင်နှလုံးသားကိုဖွင့်ပေးပြီးချစ်ချင်းမေတ္တာကိုဆွဲဆောင်နိုင်ပါတယ်။အမှုပညာပုံစံဒါမှမဟုတ်နေ့စဉ်အပြန်အလှန်ဆက်ဆံမှုတွေမှာအလှတရားတွေကိုမွေးမြူခြင်းအပြင်ဖန်တီးခြင်းလုပ်ငန်းစဉ်ကိုမြှင့်တင်ပေးပါတယ်။တင်းမှာရှိတဲ့အရာတွေကိုဂရုစိုက်ပြီးကဘာပေါ်မှာရှိတဲ့အလှတရားတွေကိုတံမိုးထားခြင်းကတင်ပေါ်မူရရှိဖို့အသင့်ဖြစ်နေကြောင်းတတိပြရာရောက်ပါတယ်တတိယချက်ကရကလှုပ်ဆောင်မှုရဲ့နယ်ပယ်ဖြစ်ပြီး တင်ကရလက်တွေရရှိဖို့အတွက်တင်းရဲ့စိတ်ဆန္ဒနဲ့စွမ်းရင်ကိုအသုံးပြုပါတယ်။ဒီနေရာမှာအစီအစဉ်တွေကလှုပ်ဆောင်မှုဖြစ်ပြောင်းလဲသွားပြီးအိမ်မက်တွေကခိုင်မာလာပါတယ်။ကိုပိုင်စွမ်းအားကိုကိုကိုတံပိုးထားမှုအာယုံစူးဆိုင်မှုနဲ့စီကန်းတွေဟာဒီအစ်စ်မှာအဓိကကျတဲ့အရာတွေဖြစ်ပါတယ်။တင်းရဲ့စိတ်ဆန္ဒကိုအားကောင်းစေခြင်းကအာယုံစူးဆိုင်မှုကိုလမ်းညွှန်ပေးပြီးဒီရွယ်ချက်တွေနဲ့ကိုက်ညီတဲ့ရွေးချယ်မှုတွေကိုပြုလုပ်ဖို့ပါဝင်ပါတယ်။လှုပ်ဆောင်မှုအတွက်ထိရောက်တဲ့အစီအစဉ်တစ်ခုလိုအပ်ပါတယ်။ ရီမန်းချက်တွေကိုတီချလှုပ်ဆောင်နိုင်တဲ့ခြေလမ်းတွေအဖြစ်ခွဲခြမ်းစစ်ပြပြီးတခတ်တိန်မှာအချိန်စရာဆွဲခြင်းဟာထုတ်လုပ်နိုင်စွမ်းအတွက်အရေးပါပါတယ်။ချက်ကရနှစ်မှာရလက်တွေစတင်ပေါ်လာတဲ့အခါစိတ်လှုပ်ရှားမှုတွေနဲ့တွန်းအားတွေကိုဖြစ်ပေါ်စေပါတယ်။ပျော်ရွှင်မှုနဲ့စိတ်အားထက်သန်မှုတွေကပြီးမြောက်ဖို့လိုအပ်တဲ့ကြိုးစားအားထုတ်မှုတွေကိုထိမ့်သိမ်းထားနိုင်တဲ့အကောင့်နဲ့လှုပ်ဆောင်မှုတွေပါ။ပျော်ရွှင်မှုနဲ့လှုပ်ဆောင်တဲ့အရာတွေကအားလုံးကိုနှစ်သက်စေပြီးပုံမှုချုံးမွေ့စွာလှုပ်ဆောင်နိုင်ပါတယ်။ဒီခီးလမ်းမှာပျော်ရွှင်မှုတွေအများကြီးယူပါ ဝါဒနာတွေဆက်ဆံရေးတွေဒါမှမဟုတ်ယူရှင်းတဲ့အာယုံခံစားမှုတွေကနေတင့်ကိုတင်ပြုစုပြောင်းထောင်ပေးခြင်းက ပင်မနှွမ်းနယ်မှုကိုကာကွယ်ပေးပြီးတင်းရဲ့စိတ်အားထက်သန်မှုကိုအားဖြည့်ပေးပါတယ်လုပ်ငန်းစဉ်တွေကိုပျော်ရွှင်စရာတွေထည့်သွင်းခြင်းအားဖြင့်တင့်ရဲ့အတွင်းကလေးကိုပါဝင်ပတ်သက်စေပြီးထန်တီးနိုင်စွမ်းနဲ့ပျော်ရွှင်မှုကိုဖြစ်ပေါ်စေပါတယ်ခရီးဆုံးကိုယ်တော်မက ခရီးလမ်းမှာပါပျော်ရွှင်မှုကို ရှာဖွေခြင်းကအလုပ်ကိုပိုမိုလွယ်ကူစေပြီးထိရောက်စေပါတယ် ပထမချက်ကရကကဘာမြေရဲ့နေပဲဖြစ်ပြီးတင်းရဲ့အိမ်မက်ကလက်တွေ့ဘဝထဲမှာအပြည့်အဝအခြေတည်ပါတယ်ဒီအစ်စ်မှာတိကျမှုလက်တွေ့ကြမှုနဲ့အသေးစိတ်ကိုဂရုပြုဖို့လိုအပ်ပါတယ်ဒါဟာတင်းရဲ့ဖန်တီးမှုတစ်ခုလုံးတရှိနေတဲ့အခြေခံအုံမြင့်ပဲဖြစ်ပါတယ်မူလာဒရဆိုတဲ့အမြင့်ချက်ကရကတင်းရဲ့အခြေခံအုံမြင့်လုံခြုံမှုနဲ့ပစ္စည်းလောကနဲ့ဆက်သွယ်မှုကိုကိုးစားပြုပါတယ်တင်းရဲ့ဤမှန်းချက်ကိုလက်တွေ့ဘဝတွေကိုယူဆောင်လာခြင်းကရုပ်ပိုင်းဆိုင်ရာစီမင်းစည်းကမ်းတွေကိုသိရှိဖို့အရေးကြီးပါတယ် တင်းရဲ့ခန္ဓာကိုယ်ကရုပ်ဝတ္ထုပစ္စည်းတွေနဲ့အပြန်အလှန်တုံ့ပြန်မှုအတွက်အဓိကရင်ဖြစ်ပြီးခန္ဓာကိုယ်ထဲမှာနေထိုင်ခြင်းကအရေးကြီးပါတယ်။ငွေကြေးဆိုတာပထမချက်ကရရဲ့အဓိကချက်ဖြစ်ပြီးပစ္စည်းလောကမှာဖလှယ်ခြင်းကိုကိုးစားပြုပါတယ်။တင်းရဲ့ငွေကြေးအပေါ်ယုံကြည်ချက်တွေကိုနားလည်ခြင်းတင်းရဲ့ငွေကြေးတွေကိုယူသားမှုနဲ့စီမံခန့်ခွဲခြင်းနဲ့တင်းရဲ့လိုအပ်ချက်တွေနဲ့ဆန္ဒတွေအကြောင်းကိုတိတိကျကျသိရှိခြင်းကအိမ်မက်ကိုအပိကူနီနိုင်ငံခိုင်မာတဲ့ငွေကြေးအခြေခံအုတ်မြစ်ကိုတိဆောက်ရမှာအရေးကြီးပါတယ် အခက်ခဲတွေကတဘာဝကြပြီးပုံမှန်လဲဖြစ်တတ်ပါတယ်။တင်းရဲ့ဖန်တီးမှုကိုမမြင်နိုင်တဲ့စစ်ကူးတွေကနေခိုင်မာတဲ့လက်တွေ့ဖြစ်ကို ပြောင်းလဲတဲ့အခါအစင်တိုင်းမှာအတားအဆီးတွေနဲ့ရင်ဆိုင်ရမှာပါ။ဒါတွေကတင်းကိုရက်တက်မှုမဟုတ်ပါဘူး။တင်းကိုကိုမိုတမစေဖို့နဲ့တင်းရဲ့အစီအစဉ်တွေကိုပိုမိုကောင်းမွန်စေဖို့ရည်ရွယ်တာပါ။ခုခံမှုတွေကအတွင်းပိုင်းမှာရှိတဲ့ယုံကြည်ချက်တွေတန်တရားတွေနဲ့အပြင်ပိုင်းမှာရှိတဲ့အခြေအနေတွေတခြားလူတွေရဲ့လှုပ်ဆောင်ချက်တွေဖြစ်ပေါ်လာတတ်ပါတယ်။ ခံနိုင်ရှိတဲ့အတွေ့အကြုံတွေကဆက်ရှိနေတတ်ပါတယ်။လက်ခံပြီးအပြည့်အဝခံစားခြင်းကသူတို့ရဲ့တက်တန်းကိုပြီးဆုံးစေပြီးပျောက်ကွယ်သွားစေပါတယ်။အပြင်ဘက်ကအတားဆီးတွေကတင်လန်ကြောက်မှရှိတဲ့ဖန်တီးမှုတွေပါ။အတားဆီးတွေကိုနမည်ပေးခြင်း၊နားလည်ခြင်းနဲ့ချက်ကရာအဆင့်တစ်ခုစီမှာတင့်တော်တဲ့ကိရိယာတွေကိုအသုံးပြုခြင်းကတင့်ကိုရွှေ့ပြောင်းမှုဒါမှမဟုတ်ရှောင်ရှားဖို့ခွင့်ပြုပါတယ်။တင့်ရဲ့ဖြစ်တည်မှုကိုလက်တွေ့ကအထိပယ်ဖွင့်ဆိုခွင့်မပေးပါနဲ့။တင့်ရဲ့ဖြစ်နိုင်ခြေတွေနဲ့ တင်းရဲ့ကျူတင်ကာွယ်တဲ့ချင်းကမှုကလမ်းညွန်ပေးပါစေ။ဖန်တီးတဲ့နေရာမှာပုံမအကောင်းတဲ့နီလန်ကစတင်တရှိခြင်းနဲ့မိကူမေးခြင်းပဲဖြစ်ပါတယ်။တင်လိုချင်တာတွေကိုဖန်တီးနိုင်ဖို့တင်မတူဖြစ်ရမလဲ။ဘလို့ဖြစ်ရမလဲလို့မေးရပါမယ်။ဘဝဟာအခြေခံကြတဲ့နီလန်၃မျိုးနဲ့လုံဆောင်ပါတယ်။အဲ့ဓာတွေကတော့တရှိမှုဆိုတဲ့တင်းရဲ့အတွင်းစိတ်ချင်းနေလုံဆောင်မှုဆိုတဲ့တင်းရဲ့လုံရက်များနဲ့ပိုင်ဆိုင်မှုဆိုတဲ့တင်းရဲ့ရလတ်များလို့ဖြစ်ပါတယ်။ လူအများစုကပိုင်ဆိုင်မှုဒါမှမဟုတ်လှုပ်ဆောင်မှုကိုအရင်ဦးစားပေးပြီးဒါတွေကလိုချင်တဲ့အခြေအနေကိုရောက်စေမယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့တရှိမှုနဲ့စတင်ခြင်းကအကောင်းဆုံးချစ်ကနေပါ။တင်းရဲ့အတွင်းစိတ်ကတင်းရဲ့လှုပ်ဆောင်မှုတွေကိုအားဖြစ်ပေးပြီးတင်းရဲ့လှုပ်ဆောင်မှုတွေကတင်းရဲ့ဖြစ်တည်မှုကိုပုံဖော်ပေးပါတယ်။တင်းရဲ့ဖြစ်တည်မှုကတင်းရဲ့လှုပ်ဆောင်မှုတွေကိုလွှမ်းမိုးပြီးဆက်ဆက်ရလက်တွေကိုဆွဲဆောင်ပါတယ်။ဒီပြောင်းလဲမှုကတတိရှိဖန်တီးမှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ တင်းရဲ့အိမ်မက်ကိုလက်တွေ့ဘဝတဲကိုယူဆောင်လာဖို့အပြေအဝဂတိကဝပြုဖို့လိုအပ်ပါတယ်။အပြေအဝဂတိကဝပြုခြင်းကယူသားမှုကိုပြသပြီးဒုံကျည်မှုကိုတိဆောက်ပါတယ်။မပြီးဆုံးသေးတဲ့အလုပ်တွေကတင်းရဲ့အာယုံနဲ့စွမ်းအင်တွေကိုဆွဲယူပါတယ်။ဒီစွမ်းအင်တွေကိုလွတ်မြောက်စေပြီးဖန်တီးမှုအသစ်အတွက်ရရှိနိုင်စေပါတယ်။ပြီးမြောက်အောင်လှုပ်ဆောင်မှုစိတ်ပိုက်ဖြတ်ခြင်းကအားကောင်းတဲ့ဖန်တီးမှုရဲ့မှော်ပညာတစ်ခုဖြစ်ပါတယ်။ဒီရလက်တွေကိုတင်ကိုယ်တိုင်ခံစား권ပေးခြင်းနဲ့ တန်မိုးထားခြင်းတို့ပါဝင်ပါတယ်။ဖြည်းဖြည်းချင်းလှုပ်ဆောင်ပြီးအခိုက်တန့်လေးတွေကိုခံစားကာတင့်မှရှိတဲ့အရာတွေကိုတန်မိုးထားခြင်းကပုံမှုများပြားတဲ့ကြွယ်ဝမှုနဲ့ပျော်ရွှင်မှုတွေကိုရရှိနိုင်စွမ်းကိုတိုးစေပါတယ်။မိတ်ဆွေဒီစာအုပ်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကိုပြန်ချုပ်ရရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုအာရုံစိုက်ပါ။ပြီးတော့ယုံကြည်ချက်တွေကိုပြောင်းလဲပြီးစိတ်ကူးတွေကိုအသက်သွင်းပါ။ဆက်သွယ်ပြောဆိုပြီးမေတ္တာနဲ့ဝန်ဆောင်မှုပေးပါ။နောက်ဆုံးမှာစိတ်အားထက်သန်မှုနဲ့ ဂီမန်းချက်ကိုအကောင့်ထဲပို့ပါအခုချက်ချင်းလှုပ်ဆောင်ပါမိတ်ဆွေ